ထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံမှာအခုရက်ပိုင်းအတွင်းနိုင်ငံသားရွှေ့ပြောင်းလုပ်သားတွေအပေါ်အဖမ်းဆီးကျနေပြီးမြန်မာနိုင်ငံသားအများစုဖမ်းဆီးခံနေရတယ်လို့သက်ဆိုင်ရာနိုင်ငံတွေကအလို့သမားရေးဆောင်ရွက်နေသူတွေကစီအန်အန်သတင်းဌာနကိုပြောပါရယ်။အဲ့ဒီဖမ်းဆီးမှုတွေအတွင်းမြန်မာနိုင်ငံသားထောင်နဲ့ချီဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းမလေးရှားနိုင်ငံမှာအခုကာလအတွင်းဖမ်းဆီးမှုဟာအကျဉ်းဆုံးဖြစ်ကြောင်းမလေးရှားရှိရဲနာဆက်ကနိုင်ရေးကူညီမှုအသင်းမှဥအောင်က CNN တတင်းဌာနကိုပြောပါတယ်။အော်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့နိုင်ငံသားနိုင်ငံသားကင်းစင်တဲ့ ရစ်စီဆိုတဲ့ဟိုအနေနဲ့ကိုယ်သွားကြတာတော့များများဟောဖားနေနေလဲဖားနာပဲပြိတမအဓိကတော့ဒီမေရှားဒီလူတွေအောက်ဆုံးချက်ပေါ့ဒီမှာအလုပ်လက်မဖြစ်ဘူးတော့နိုင်ငံသားတိုင်းလည်းမှာအလုပ်သမားတွေအလုပ်တွေသူတို့ကိုယ်စီကိုယ်စီရှိကြတယ်ပေါ့ဒီနိုင်ငံသားကြတော့ဒီနိုင်ငံသားအခြေရမခန့်ကြဘူးဝေးကြီးလာတာရသွားတာတွေအပေါ်အဲ့ဒါလေးပါတာပေါ့အဲ့တော့ဒီမလေးရှားပြည်သူတွေရဲ့ဒီဟိုဘောတောင်းဆိုမှုနဲ့ ဒီနေရတာကိစ္စကြီးအကုန်လုံးဟိုတော့တမျိုးမကြံပေါ့အကုန်လုံးလိုက်ဖမ်းတော့တာအိမ်လည်းဖမ်းတယ်ဖလက်တွေလည်းဖမ်းတယ်အခုဆိုရင်စက်ယုံတွေလည်းဖမ်းတယ်ဟိုရင်းရင်တော့ဆိုရင်တော့စက်ယုံတွေကိုဝင်ခဲ့တယ်ဖမ်းတာမရှိဘူးကိုကစက်ယုံတွေပြင်းနေတော့တကားကြီးရိုက်ချိုးဖြတ်ပြောဘူးဝင်ပြီးတော့ခန္ဓာရထားပေါ့ဖမ်းတယ်ကားပေါ့ဖမ်းတယ်ပေါ့ကျွန်တော်တို့ဒီနေခဲ့တဲ့ဒီပေါင်း30ကျော်ပြီပလိရှာမှာဒီနှစ်ခါအချမ်းဆုံးပဲပေါ့ဒါကြောင့်မြန်မာနိုင်ငံသားတွေအနေနဲ့ ဂယုတဆိုင်ဆင်ကျင်နေထိုင်ကြဖို့တဆိုင်ရနိုင်ငံတွေကအလုပ်သမားရေးဆောင်ရွက်နေသူတွေကအကြံပြုကြပါတယ်။ထိုင်းရဲ့ချုပ်ကထိုင်းနိုင်ငံအတွင်းနိုင်ငံသားတွေရဲ့ဥပဒေနဲ့မညီတဲ့လှုပ်ရှားနေထိုင်မှုတွေကိုစောင့်ကြည့်ဖော်ထုတ်အရေးယူဖို့ဖေဖော်ဝါရီ18ရက်နေ့ကအမိန့်ထုတ်ပြီးတဲ့နောက်မှာတော့ခုနှစ်ရက်အတွင်းနိုင်ငံသား6532ဦးကိုဖမ်းဆီးခံခဲ့ရတာပါ။အဲ့ဒီဖက်စီခံရသူတွေထဲမှာတော့တရားမဝင်ရှေ့ပြောင်းနေထိုင်တာနဲ့ခွင့်ပြုချက်မရှိဘဲနိုင်ငံသားတာလုတ်ကင်ခွင့် တားမြစ်ထားတဲ့အလုပ်လုပ်ကိုင်းတဲ့မြန်မာနိုင်ငံသား4800ကျော်ကိုဖမ်းဆီးခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကဖေဖော်ဝါရီ26ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။လာမယ့်ကာလတွေမှာဖန်ဆီးစစ်ဆေးမှုတွေပုံမှန်များပြလာနိုင်ဖို့ရှိမရှိမပြောနိုင်ပေမဲ့ထိုင်းရဲချုပ်ကိုယ်တိုင်အမိန့်ထုတ်ထားတဲ့အတွက်စိုးရိမ်စရာကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ထိုင်းနိုင်ငံရှိရွှေပြောင်းအလုပ်သမားကြီးကိုယူဆောင်ရွက်ပေးနေသူဦးအောင်ကျော်ကစီရင်တဲ့တင်ထဏာကိုပြောပါတယ်။ကျွန်တော်တို့ထိုင်းရဲချုပ်ကလည်းထိုင်းနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံသားအလုပ်သမားတွေကိုစနစ်ကျစစ်ဆေးအရေးယူရမယ်လို့ပြောလိုက်တဲ့အကြောင်း ပြီးခဲ့တဲ့ဘက်ကပဲလူပေါင်း၉၀၀တောင်လောက်ကိုလည်းဖမ်းလိုက်တော့ကျွန်တော်ကြားသိရတယ်။အဲအခုချိန်ချင်းနေမျိုးမှာတော့အစောပြောတဲ့ပထမအတုပ်ကတော့ဆဝဲဆန္ဒကြီးအဲ့ဒီလူတစ်တီပိုင်းအောင်ပါရိုက်တာတို့ဘာလို့ဆဝဲဆန္ဒကြီးအားလုံးတော့ရကုန်ရပြီဆိုတော့သူတို့တို့ကတော့တိတ်အောင်ပြေမရှိဘူး။တို့တော့လုံးလုံးဒီမပုံနေတဲ့ကမလျှောက်ထားပဲနဲ့ဒီတိုင်းမေးပြီးမှအကြောင်းကြောင်းပေါ်ပြန်ငြိစီမပြေစုံလို့ဘာလို့ညာလို့မမိလိုက်လို့ဆိုတဲ့ပုံစံတွေကိုလည်းသူတို့ကဆက်လက်ပြီးရှာဖို့စစ်ဆင်နေတဲ့သဘောရှိတယ်။ နာဗမလာကျော်ကြောင်မလားဆိုတော့ကျွန်တော်ဉာဏ်တရားမပြောနိုင်တော့လေ။ဆိုင်ရကျုပ်ကတည်းကဆိုင်နိုင်ငံတို့မှာရှိတဲ့တရားမဝင်နိုင်ငံသားတွေကိုစစ်တီရောက်ရှာဖို့စစ်တီကြီးပါဆိုတဲ့အမိန့်ထုတ်လိုက်တာတော့ကျွန်တော်အနေနဲ့အမတန်ဆုံးကြကောင်းတဲ့လက္ခဏာလို့ပုံသတ်မိပါတယ်ဟုတ်တယ်။လက်ရှိမှာမြန်မာနိုင်ငံသားအများစုဟာထိုင်းဆိုရကအတိအမှတ်ပြုလုပ်ပေးနေတဲ့ တန်းရောင်ကက်ခေါ်အလုံသမားကက်တွေကိုပြုလုပ်ဖို့စောင့်ဆိုင်းနေကြရပြီးအမည်စီးရဲ nameless မှတ်ပုံတင်ထားတဲ့ပထမအဆင့်ကိုသာ PC ထားကြသူတွေအတွက်ကတော့စိုးရင်စရာမရှိကြောင်းလည်းသိရပါဗျ။ဒါပေမဲ့ FIFA 23ရက်မှာနေထိုင်ခွင့်တက်တန်းကုန်ထားတဲ့မြန်မာအလုံသမားတွေဟာလည်းတက်တန်းတိုးခွင့်ရဖို့ကိုစောင့်ဆိုင်းနေကြလျက်ရှိတာပါ။ဒါအပြင်အဖမ်းဆီးတွေကျန်းနေတဲ့အတွက်ထိုင်းနဲ့မလေးရှားနိုင်ငံကိုရောက်နေတဲ့မြန်မာရွှေ့ပြောင်းအလုံသမားတွေကိုနေရက်ပြန်မပို့ဖို့ ဗြိတိနိုင်ငံလန်ဒန်မြို့မှာရှိတဲ့မလေးရှားတန်ယုံနဲ့ထိုင်းတန်ယုံရှိတို့မှာမြမအရေးလှူရှားသူတွေကမတ်လ၄ရက်နေ့ကဆန္ဒပြတောင်းဆိုခဲ့ကြပါသေးတယ်။